တင်မင်းနိုင်ငံမှာသုံးထိန်ပတ်စံလင်းခိုင်စိုးစံအပိုင်း18ဟိုးမလန့်မကန့်မှာခုံမောင်းဖြတ်တန်းသွားတဲ့ယထာအိုဟိုတန်တဲ့တဲ့ကိုကြားရတယ်။ယထာကြီးကသူ့ခရီးသူဆက်လက်ထွက်ခွာမြေထွက်ခွာသွားတော့လေရက်ွက်ကလေးဟာတိတ်တိတ်ဆိတ်ဆိတ်ပဲစံနေရစ်ခဲတာပါပဲ။လမ်းပေါ်မှာခြံဝင်းတကားဝမှာအိမ်ရှိမှာလူတွေရှိနေပေမဲ့ခါတိုင်းရက်တွေလိုအတန်ပလန်တွေစုညံမနေဘူး။ အရင်က စကားများအတင်းပြောပြီးဟောင်းဖွာဟောင်းဖွာလှုပ်တတ်တဲ့လမ်းထဲကမိမကြီးတွေတောင်မှငုံငုံငိုင်ငိုင်နဲ့တတောင်စစ်ထောက်ထားတဲ့လက်ဖက်နှောင်ပေါ်မေးတင်ပြီးမရေရာတဲ့အဝေးစီငင်းနေကြတယ်။သူတို့ရဲ့ယောက်ျားခင်မွန်းဒေဝီကတော့ခြံဝင်းတိုင်ကိုမှီတဲ့လူကမှီကြောပြင်ဗလာနဲ့အင်းကြီးကောင်းလေးပခုံးပေါ်တင်ပြီးစိတ်ပြက်လက်ပြက်စောင့်ကြောင်ထိုင်နေသူကထိုင်မြောင်းပေါ်ခွာဆောက်ထားတဲ့ တတားခုံတန်းရပေါ်ခြေစင်းနေသူကစင်းနေတချို့ကတော့အန်ကျိတ်တောက်ခေါလို့တချို့ကတော့နေကြီးပေါ်မှာဒုတ်တချောင်းနဲ့တောင်ချင်မြောင်ချင်ရှောက်ပြီးရေးချင်နေကြတယ်ရေးလိုက်ပြန်ဖြတ်လိုက်နေကလေးတွေတောင်မှတူတူကြိတ်ကြိတ်ကလေးကစားနေရကသူတို့အဖေတွေအမေတွေရဲ့မျက်နှာကိုမတိမတာလှမ်းလှမ်းပြီးအကဲခတ်ရကောင်းမှန်းနားလည်နေကြတယ်လေပူတစ်ချက်ဝေးတိုင်လိုက်တော့ ဖုန်တွေသဲတွေလွင့်လာကြတယ်။တိရွတ်ချောက်တွေလည်းနေပြင်ပေါ်ရှက်တိုက်လွင့်ပါကုန်ကြရော။ထာဟာပူလောင်တဲ့ခြောက်သွေ့တိတ်ဆိတ်မှုပဲ။အချိန်တန်တော့ထုံးစံအတိုင်းပါပဲ။စိတ်ဝိဒနာရှင် အဖွားအိုဟာကုန်း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 နဲ့ကျွန်တော်တို့လမ်းလေးကိုရှောက်ဝင်လာတယ်။ပါဇက်ကလည်းမြင်းမြင်းကရာကိုစဲလိုက်ဆိုးလိုက်နေပေါ့။လန်တဲ့ကလူဝင်ကလည်းစိတ်ထဲတည်ပြီးကြည်ကြည်လင်လင်မရှိလာတာနဲ့တွားတွားဆိုပြီးမောင်းထုံလိုက်ကြတယ် အဖွားဦးကလည်းတခုံးမခံပြန်ဆဲရင်အမိုက်ပုံတွေတဲကဖွာထားကောက်ထားတဲ့အထုပ်ကလေးကိုဆွဲလို့မိရထားတန်လန်းဘက်စီ ရှောက်သွားတော့တာပဲ။နေကလည်းဒီနေ့ကျမှပို့ပြီးတော့ပူနေသလိုပဲ။ညနေ9နာရီလောက်မှအေးသွားမှထင်တယ်လို့ကျွန်တော်ဘာသာတယောက်ထဲတွေးနေမိတယ်။ဖိုးစော့ကတော့သူ့မှတ်စုစာအုပ်လေးထဲမှာဘာရီရှိနေတယ်လဲမသိဘူး။ကိုမောင်မောင်ချုံကတော့ပလက်ကလန်ထိုင်မှာမျက်လုံးမိထားရင် မှတ်ခဲ့တဲ့အိမ်မက်ကို ပြန်စင်းစားနေတယ်။ကျွန်တော်ကခြံအပြင်ဘက်လှမ်းကြည့်လိုက်ပြီးတော့ကိုဝင်ဆောင်မိမတယောက်ရက်နေတာတွေ့လိုက်ရလို့အံ့ဩသွားတယ်။ကိုဝင်ကတော်တော်ရင့်နေပုံရတယ်။ဘိုက်ကြီးကိုဖောင်းတင်ပြီးကားထွက်နေတာပဲ။အဲ့ဒီမိမကခြံထဲကိုဝင်ဖို့မဝင်ဖို့ချိန်ဆအာယူနေတယ်လို့မျိုးချီတုံချတုံဖြစ်နေတာနဲ့ကျွန်တော်ကဘာကိစ္စရှိလို့လဲအမ။ဒုက္ခများအတော်နွမ်းပါပုံပါပဲ။ ဝင်ထားတဲ့ထမင်းကရေလေးပိုင်းသာသာရေရောဘာဖက်နဲ့နောင်မီတူကလည်းတဲချိုးပြက်လို့ချင်းနဲ့တွေ့ထားတာအဲ့ဒါတော့အကဲခံမိမှတော့သူဘာပြောလာမလဲဆိုတာကျွန်တော်တို့မှန်းလို့ရနေပြီထင်းတဲ့အတိုင်းပါပဲမောင်လေးတို့ရဲ့ဟိုဟိုလေးအမကတတော်စားမဟုတ်ပါဘူးဒါပေမဲ့ဟိုတင်းကိုဝင်ကနေ့စိလာစီကြီးနေမှုစေးုံသွားရမှာဆိုတော့ဖြစ်နိုင်စေးကလေး ဆေးဖို့လေးနည်းနည်းပါပါလောက်ကုညီပါလားကွယ်သူကပြောရင်မောနေလို့စကားပြတ်တောင်းပြတ်တောင်းဖြစ်နေတယ်ကိုဝင်နေစီလာစီဆိုတာဟုတ်မင်းဗျကျွန်တော်တို့ကမျက်စိအမြင်နဲ့ဆုံးဖြတ်တက်လို့တော့မဟုတ်ဘူးဒါပေမဲ့သူ့ဟာကြီးကအတိသာကြီးဗျသူခင်ဗျာလမ်းလျှောက်တာတောင်ခါနောက်ပိုင်းကိုလက်နှစ်ဖက်နဲ့ထောက်ဖိုက်ကြီးကို ရှေ့ဘက်ကော့ထားပြီးခြေထောက်ကဘဲတကောင်သွားတယ်လို့ကတာတာရန်တန်တန်တလှန်ချင်းရှောက်နေရတာကို အဲ့ဒါနဲ့ကျွန်တော်ကအိတ်ထဲနှိုက်လိုက်တော့ငါးချက်တန်းလေးတက်ရွက်ပေးထွက်လာတယ်။ဒါကညနေစာဘေးဥချင်းရင်ဟင်းချက်ဖို့ဗျ။ပေးလို့မဖြစ်ဘူး။ဟဲ့ကောင်ဖိုးစောမင်းစီမှာဘလောက်ရှိသေးလဲ။ဖိုးစောကသူ့ပစိုးခါးကြမှာလိန်ကျင့်ညှက်ထားတဲ့ချက်တန်းအဟောင်းလေး၃ရက်ကိုထုတ်ပေးတယ်။ကိုမောင်မောင်ချိုကသူ့စွတ်ချင်းအင်ဂျီရင်ပတ်အပြဲချားကိုနှိုက်လိုက်တော့ချက်တန်း၂ရက်။ကိုစင့်သူပစံဝှက်ဝှက်နေကြနေရာ ခေါင်းအုံအိတ်တဲ့အင်္ဂလိပ်မြန်မာအဘိဓမ္မာစာအုပ်အဖုံအတွင်းပတ်မှာသွားရှာကြည့်တော့နောက်ထပ်ကြက်တန်းနှစ်ရွက်ထပ်ထွက်လာတယ်။ကဲအမကြီးစိတ်တော်မရှိနေဗျာ။ဒါပဲတက်နိုင်နေဗျာ။ရရပါတယ်မောင်လေးတို့ရေကျေးဇူးပါ။သူကရပါတယ်ဆိုပေမဲ့ကျွန်တော်တို့ကစိတ်ထဲမကောင်းဘူးဗျာ။ပတ်စံခွနဲ့ကြက်နဲ့ဘလို့လုပ်ပြီးစေးုံတက်လို့ရမှာလေ။စေးုံနဲ့ဝင်ရင်တောင်အပေါ့ဆောင်ကိုပတ်စံနှစ်ကြက်လက်ထိုးမှဝင်လို့ရတဲ့ဥစ္စာ။ ဟေ့ဟေ့ညီမကြီးခဏလေးနေအောင်ကျွန်တော်တို့ပြုံးနေစုံနေရာကိုခေါင်းရင်အင်က အတိုင်းသာကြားနေတဲ့အန်တီလာသမီးမတ်သက်ကလှမ်းပြုံးရင်လက်ကပြပြီးစောင့်ခိုင်းနေပြီးတော့သွားလေသူအန်တီလာရဲ့အင်ဂျီထမိန်တွေတဲကလက်သေးတဲ့သုံးလေးစုံကိုထုတ်ယူလာပြီးအဟောင်းအဆုပ်ပေးတယ်လို့တော့သဘောမထားနေညီမကြီးဟောဒီထမိန်လေးပြီးကုညီလိုက်မယ်ယူသွားနော်ဟုတ်ကဲ့ပါအမကြီးကျေးဇူးကြီးလာပါတယ်ရှင် ကိုဝင်ဆောင်မင်းမလည်းအဝိဇ္ဇာဒုက္ခလေးကိုချစ်ချစ်ပါအောင်ပိုက်ပြီးခြံထဲကနေတလန့်ချင်းထွက်သွားတော့မှကျွန်တော်လဲနေုံနေုံမထူတော့ပါဘူးလို့စိတ်ကူးပြောင်းသွားပြီးညနေစာဈေးဘူးခြံထားတဲ့အိတ်ကပ်ထဲကပစံငါးချက်ကိုရှော့ယူသွားတော့ဗျာလို့လှမ်းပြလိုက်တယ်။ညနေကျလို့ပကြီးဆရာမဂဇင်းတိုက်ကပြန်လာရင်ပစံရလာတန်းကောင်းပါရဲ့။မရလာရင်လဲအိမ်မှာရှိတာတစ်ခုခု အပေါင်ဆိုင်ပို့ယုံပေါ့။ ဟူးကျွန်တော်စိတ်ထဲပေါ့သွားတယ်။ညနေဆောင်တော့အိမ်တောင်ပရိဘောကအဟောင်းအဆုပ်တွေထိုးသိမ့်တင်ထားတဲ့ဒေါ့ချစ်ကားအိုကြီးတစင်ဖြည်းဖြည်းချင်းဘိန်းလိန်လာတယ်။ကားခေါင်းမိုးစွန်ပြီးမှတိတ်ပန်စိန်လဘက်ထရီဆိုင်ဆိုတဲ့စေးသားပြတ်ဆိုင်ပုံဟောင်းလေးကခက်ဆောင်ဆောင်လေးထောင်းလို့တိတ်ပန်စိန်လာလို့ဆိုင်ပြုတ်ပြီလေ။တော့ကိုပဲပြန်ပြီးပြောင်းကြတော့မှတဲ့။သွားကန်နေလမ်းနေကလူတွေကိုလိုက်နှုတ်ဆက်နေလေရဲ့ မလာသေးကသူနဲ့ရန်ဖြစ်ဖူးတဲ့ဒေါ်ပုကျွေကိုကတော်ပြီးကြီးတော်ကိုကျမပြင်မခဲ့တာရှင်တောင်းမှန်ပါရဲ့ခွက်လွပါနော်ပြောရင်ဥသုံးချိန်ချတော့ဒေါ်ပုကျွေကမပြောမစိုးဟီးကနေငိုချလိုက်ပြီးမလာသေးရဲ့ကြောပြင်ကိုတခါလေးတိုက်ဖက်ထားလိုက်တော့တာပဲစုံစည်းရတဲ့အချိန်တွေကတူတောင်းလွန်နေချိစံနေတော်ဝင်တော့မှာပါလားတနေဝင်ပြီးတမိုးချုပ်တော်မင်းလက်ပြနှုတ်ဆက်လိုက်ကြပြီးုံတော့ စီစာအမောင်ရှစ်တန်းနေတဲ့ကောင်းကင်မှာအိတ်တန်းပြန်ငှက်တွေကိုမြင်ရတယ်။ဒေါ့ချစ်ကားအိုကြီးတရွေ့ရွေ့ထွက်ခွာသွားတော့လမ်းနေကလူတွေကကိုရင်ရှိကနေကိုထွက်ပြီးလက်တွေကိုဝှေ့ရန်ပြလိုက်ကြတယ်။အမောင်နဲ့ဖုန်လုံးဟာရောထွေသွားလေ။အဲ့ဒီအချိန်မှာပဲမိရထားတန်လန်းဘက်စီကနေလူတယောက်ဟာတုံချီချီကုတ်ကိုင်းကိုင်းနဲ့ပြေးလာနေတယ်။ပါစက်ကလည်းဘာရီမှန်းမသိမသိမကွင်ရေရွတ်အော်ဟစ်လို့ လမ်းလေးကိုရှောင်လာလို့တိတ်တိတ်ချာချာကြည့်လိုက်တော့မှစိတ်မနှံ့နဲ့အဖွားအုံမန်းသိတာထုံးစံအတိုင်းပါဇက်ကလည်းဆဲလို့ဆိုလို့ဟဲ့မတာမရီတေးချင်းဆိုမရီလာကြပါဟဲ့မြမြအောင်မဲခေါနေရမကြဘူးလားဟိုမှာကဖြစ်မွေးတော်မဲဟဲ့ကြီးတို့ကအဖွားအုံကရေးကြီးတုတ်ပြဖြစ်နေတယ်တခုခုအကူညီလိုနေတဲ့အကြောင်းကိုလည်းသူ့ညံရီစွမ်းမိသလောက်ဝေါ်ဟာရတွေနဲ့ဘလုံးပထွေပြို့ဖို့ကြိုးစားနေတယ် ောက်ကောင်မာရီကမင်းမာရီနနွင်းယူခဲ့ဆောင်ယူခဲ့ပါဆိုရှင်နွေးရှင်နွေးလေးယူခဲ့ဟုတ်မယ်ဟုတ်မယ်ဖိုက်ကြီးတဲ့အဝါဖြစ်တာကိုတောက်တုံးမကြဖီတရာမာရီကသူ့စကားထဲမှာဖိုက်ကြီးတဲ့ဆိုတဲ့စကားလုံးပါလာတာနဲ့တပြိုင်နက်အားလုံးစက္ကနေကောင်းထောင်သွားကြတယ်ချက်ချင်းပဲဂျိုင်းတူလူလူနားလည်လိုက်ကြပြီးအားလုံးတိုင်ပင်ထားစရာမလိုပဲအဖွာအိုလာရမိရထားလန်းစီကိုဒရဇန်ပြေးသွားမိကြတော့တယ် ဟိုရောက်တော့ညနေတုန်းကကျွန်တော်တို့အိမ်မှာစေဘဝကဝင်အလူခံသွားတဲ့ကိုဝင်ဆောင်အမျိုးသမီးဟာအမိုက်အတူအစရီပွာစာကျင်းနေတဲ့တဲစုပ်တလုံးထဲမှာလင်းနေတယ်။သူ့ထမိန်အောက်ပိုင်းတချမ်းလုံးဟာလည်းမြင့်မကောင်းအောင်ဆူရွှဲနေနေတယ်။ရှင်းမွားအောင်ပေါက်နေပြီးငွေတော့မေးထင်တယ်။ဖေကြစမ်းဖေကြစမ်းမှာဟဲ့အသက်ရှူကြက်နေအောင်မေးဒီတိုင်းဝိုင်းကြည့်မနေကြနေလေစေးုံပုံမှဖြစ်မယ်စိုက်ကားကို ပွက်လုံးညံအောင်ထင်ကျေးပင်းနေခြားတဲ့တွေက အမျိုးမျိုးကျွန်တော်တို့ကလည်းရောင်တိရောင်တောင်အဲ့ဒီမှာဒေါ်ဟာစင်းနာကလူတွေကြားတဲ့အတင်းတိုးဝင်လာပြီးဖေးကြဖေးကြမှန်စံဟုတ်တော့ခလေးကခေါင်းပြူတော့မယ်မတန်းတင်ကျမကိုကူးပါအောင်လာပြီလာပြီကဲယောက်ျားတွေအနားမလာနဲ့ဒီမှာခလေးမွေးတော်မှာဒေါ်တန်းတင်နဲ့ဒေါ်ဟာစင်းနာတို့ကတက်ညီလက်ညီပဲ တို့နှစ်ယောက်စလုံးကမွေးတဲ့ဖွားတဲ့အတွေ့အကြုံများနေပြီဆိုတော့ဒီလိုအခြေအနေမျိုးနဲ့ကွက်တိအံဝင်တွင်ကြပဲစိတ်မနှံ့တဲ့အဖွားအိုကမိနီကန်တဲကလေးကိုတူရှာထားလို့ရသမျှအမိုက်တွေတဲကဂုံဒီအိဆာအဟောင်းအဆုံလေးတွေနဲ့ကပေးဖို့စူးစားထားတာကိုဘယ်နဲ့လုပ်ပြီးလုံလုံချုံချုံရှိပါမလဲမောင်ထွေးကသူ့အမေမုံဟင်းကားဆိုင်ကမိုးကာတဲ့တာလဘတ်စာကြီးတွားပြေးဖြုတ်လာတယ် အောင်ဗလာကလည်းဘေကဆောင်အစုပ်ကြီးတစ်ထည်တွားယူလာတယ်လည်းမသိဘူးအရာရီနဲ့မိနေကန်တဲဆုံကလေးကိုဝိုင်းကားကြလေဒေါ်တန်းတင်ကတော့ယောက်ျားရီအနာမလာနေလို့ကြီးအော်လွန်နေလို့အောင်ဗလာနဲ့တယောက်တခွန်အပြက်အလန်းစဲကြသေးတယ်ဒေါ်ဟာစင်းနာကတော့ရင်နှွေးပေးပါအောင်ဆက်ပြာနဲ့အဝတ်တန်တန်ပေးပါအောင်မွေးလာရင်ချက်ကျိုးဖြတ်ဖို့ပလိတ်ထားအစ်စ်ရှာထားအောင်ဟဲ့ဆိုတဲ့စကားရီနဲ့အနာကမိမတက်တိုက်ကိုခိုင်းနေတယ် မတ်တတူတွေလဲနားရရင်ကိုမရှိဘူးစိတ်မနှံ့တဲ့အဖွားအိုကတော့အတန်လေးငေါက်ဆက်ဆက်နဲ့ဒီဖေးတရားနဲ့ဘိုက်ကြီးတယ်မှနဲ့ကန်ကောင်းလို့ပေါ့မိရထားလမ်းပြီးလဲနေရငါများမတွေ့မိရင်ကာလနာတိုက်ပြီးတည်ချင်းစုံနေတည်မဟွန်းဖေးအားတကြမလို့ချော့ချော့မော်မော်ဝေးပါစီတော့ဟဲ့ဘိုင်းနာမိုင်ဖေးအားတရားတန်ကားကိုအာယုံပြူးဟဲ့အေးအေးဟုတ်ပြီညှက်ထားကြီးနဲ့အေးနာနာပြီးညှက်ရတယ်ဟဲ့ တဖြည်းဖြည်းနဲ့မှောင်တထမှောင်လာနေပြီ။ဥမောင်ဝမ်းနဲ့တခြားယောက်ျားကြီး၃-၄ယောက်လောက်ကရက်ွက်ထဲစီပြေးသွားကြပြီးခဏနေတော့ဘက်ထရီဦးနဲ့မီးကြောင်တွေထမ်းပြီးယူလာကြတယ်။ရထားလမ်းပေမှာမီးရောင်တွေထိမ့်ထိမ့်လင်းလို့တချို့မိန်းမကြီးတွေကတော့မိုးမင်းကြီးရွာမချလိုက်ပါနဲ့ပြုခဲ့သမျှကုသိုလ်ကိုအပြပေးဝေပါတယ်။မရွာပါနဲ့အောင်တော့လို့တထွတ်ထွတ်ရေရွတ်ဆူတောင်းနေကြတယ်။ မိုးဆုံဆုံချုပ်သွားပြီလို့သိမှကြခဲ့မှာပဲမိနေတဲကလေးတဲကကိုဝင်ဆောင်မိမရဲ့ညီတော်တန်ပင်မန်းတကြီးတက်ပြင်းဆိုင်တန်ဟုတ်ပြီဟုတ်ပြီညစ်တာဝေးတော့မေလို့တွတ်တွတ်ဝိုင်းပြုံးနေကြတဲ့အာပိတန်တွေအစုံမှာရုတ်တရက်နှစ်မိနစ်လောက်တိတ်ဆိတ်သွားပြီးမှမွေးပြီဟေးမွေးပြီဟဲ့မင်းကလေးတော့ချစ်စရာလေးကိုလက်အင်ကလည်းစုံနေ ညအမောင်ထဲမှာတေကလီနာဝိုင်းအောင်နေကြတဲ့လူတွေအလုံးရဲ့မျက်နှာဟာဝင်းပလင်းလက်သွားကြတယ်။ခဏအကြာမင်းနေတေကလီကိုကာယံထားရဲ့ဆောင်နဲ့တာလဘတ်စာရီကိုခွာချလိုက်တော့မိခင်အသက်ဆက်ဆက်ဟာလဲလျောင်းနေရကသူ့မွေးထုတ်လိုက်တဲ့ရင်သွေးလေးကိုလှမ်းကြည့်ရင်ပြုံးနေတယ်။ကလေးပေါစနာလေးကိုဒေါ်တန်းတင်ကချီးလို့အဲ့ဒီနီတာရဲ့မွေးကင်စာလေးကိုထရေးပတ်ရစ်ဖွဲ့ပေးထားတဲ့အနည်းပိစာကား အန်တီလာရဲ့ထမိန်ကိုအရေးပေါ်စုပ်ဖဲထားတဲ့အစားပြကျွန်တော်ရင်ထဲမှာ တလှလှဖြစ်နေတယ်။ဘာကိုခန်းစားနေရတာလဲတော့မပြောတတ်ဘူး။ကွယ်လွန်သွားသူတယောက်ရဲ့ထမိန်အနီးပိတ်စာရဲမှာအခုမှဝေးဖွာလာတဲ့ကလေးတယောက်လူးလွန်ရှင်သန်နေတာကိုမြင်ရတာဟာတိတ်ကြည့်လို့ကောင်းတယ်။ချက်ချင်းပဲငုံချင်သလိုလိုဘာလိုလိုနဲ့ကျွန်တော်မျက်လုံးထဲမှာမျက်ရည်တွေဝိုင်းလာတယ်။ဘာဖြစ်တာမှန်းကိုပါတာကိုလည်းနားမလဲဘူး။ ငုံချလာတာတော့အမှန်ပဲဘေးနာတဝိုက်ကိုခြိလိုက်တော့လူတွေအားလုံးအမောင်ထဲမှာမျက်နာတွေတောက်ပဝင်းလန်နေကြတယ်။ပြုံးကရေကာနဲ့စကားတွေအော်လားဟစ်လားပြောနေကြတယ်။သူတို့အားလုံးဟာဒုက္ခရောက်နေကြတဲ့လူသားတွေပါ။ဒါပေမဲ့ဒုက္ခရောက်နေတဲ့တခြားသူကိုကယ်ဆယ်နိုင်တဲ့ကယ်တင်ရှင်တွေလည်းဖြစ်ကြတယ်။အခုပဲဒုက္ခတွေတယောက်ကိုကယ်လိုက်နိုင်ပြီ။လူသားတယောက်ကိုမွေးဖွားပေးလိုက်နိုင်ပြီလေ။ ဒီလိုပဲခရီးဆက်ကြရမှာပဲလူသမိုင်းဟာမဆုံးသေးဘူးမင်းခိုက်ဆူစမ်း